မြန်မာပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်မြန်မာပြည်သူများရှင်ကျွန်မနိုင်ငံမှာအစိုးရစာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်ပါပြီရှင်ဒီနေ့မှာဆိုရင်မြန်မာပြည်သူတို့ပုံဝန်းကျင်မှာကျောင်းရှိရယ်ဆိုသတိထားပြီးတော့ကြည့်ရှိပါရှင်ကျောင်းသူကျောင်းသားလေးတွေမိဘတွေကကျောင်းလိုက်ပို့ကြတာမြင်တွေ့ရပါလိမ့်မယ်ရှင်ကျမတို့ကလည်းငငယ်ရရပေါ့နော်အစိုးရကျောင်းမှာပဲပညာသင်ကြားခဲ့တဲ့မြန်မာနိုင်ငံသားတွေပဲဖြစ်ပါရှင်ကျောင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေကတော့ကျမတို့ဆိုပြန်အများကြီးရှိတာပါရှင် ဒါပေမဲ့ကျမတို့ရဲ့အမှတ်တရတွေထဲမှာပေါ့နော်ဘယ်တော့မှမရှိခဲ့တာကကျမတို့ကြောင်းသွားတဲ့အခါမှာကျမတို့နှောက်ရှက်မဲ့သူတွေမရှိဘူးရှင့်ကျမတို့ပညာသင်ကြားဖို့အတွက်သွားတဲ့လမ်းမှာအခက်အခဲခုခုဖြစ်ရင်တော့မှပတ်ဝန်းကျင်ကလူကြီးတွေကကျမတို့ကိုကူညီဆောက်ရှောက်ကြပါတယ်ရှင်ဒါကတော့ကျမတို့အမှတ်တရရှိခဲ့တဲ့အကြောင်းအရာလို့ပေါ့နော် တခက်ကလေးတွေကြတော့အကြောင်းတက်ရင်တောင်မှနှောက်ရက်ပေးမဲ့သူတွေစက်ဖြတ်မဲ့သူတွေတောင်မှကြုံတွေ့ရတဲ့အနေအထားလေးရှိပါရဲ့ရှင့်ယနေ့ခါလာဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့ကျမတို့နိုင်ငံအတွက်ကျမတို့နိုင်ငံပုံစံလေးကိုထင်သာမြင်သာရှိစေတဲ့ဓာတ်ပုံလေးတစ်ပုံလည်းကျွန်တော်ပြသပါမယ်ရှင့်ဒီဓာတ်ပုံလေးကတော့2021နောက်ပိုင်းပေါ့နော်ကျောင်းလေးပြန်ဖွင့်ပြင်နောက်မှာဆိုရင် ကလေးတွေကကျောင်းတက်ဖို့အတွက်ကိုအခက်အခဲတွေရှိလာပါရဲ့ရှင့်အဲ့ဒီခါမှာတက်မတော်သားတွေကိုယ်တိုင်ကလုံခြုံရေးရယူပြီးတော့ကလေးတွေကြောင်းတက်မဲ့လမ်းတွေကိုစောင့်ရှောက်ပေးခဲ့ရပါတယ်ရှင့် ဘာကြောင့်လဲဆိုတော့ចောင်းရှိတွေမှာဘုံတွေထောင်းနေဆရာဆရာမတွေအနေနဲ့ပြုတယ်ចောင်းသားတွေအနေနဲ့ပြုတယ်ចောင်းသားမိဘတွေအနေနဲ့ပြုပါရှင့်ဒါကြောင့်တက်မတော်သားတွေကကလေးတွေလက်ဆွဲပြီးတော့ចောင်းတကားဂိတ်ကိုပို့ဆောင်ခဲ့ရတဲ့ဖြစ်စဉ်တွေတကယ်ရှိခဲ့ပါရှင့်ဒါဟာသမိုင်းမှတ်တမ်းအစ်စ်တွေပဲဖြစ်ပါတယ်ကျမတို့ငငယ်ကမရှိခဲ့တဲ့အမှတ်တရတွေအခုခေတ်ကလေးတွေမှာကြုံရတာဖြစ်ပါရှင့်ဒီလိုဖြစ်စဉ်တွေကြောင့်ចောင်းမတက်နိုင်တဲ့ကလေးတွေဟာလည်းအများကြီးဖြစ်ပေါ်လာတယ်ចောင်းစာတဲ့ကန်းနဲ့ဝေးသွားတဲ့ကလေးတွေဘယ်လောက်ထိအောင်ရှိမလဲဆိုတာကတော့ ကျမတို့စစ်တမ်းကောက်ကြည့်မယ်ဆိုရင်တော်တော်များများရှိနေမယ်လို့လည်းကျမယုံကြည်ရဲ့ရှင်။ဒါဟာကျမတို့နိုင်ငံအတွက်ကိုတကယ်ကိုပညာရေးမှာစိုးရွားတဲ့ဆုံးရှုံးမှုတွေပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကလေးသငယ်တွေကိုစာသင်ခန်းထဲရှောက်ဖို့အတွက်အခြေခံပညာရေးသင်ကြားမှုအတွက်ကိုကျမတို့အမြဲတမ်းတိုက်တွန်းနေရတာဖြစ်ပါရဲ့ရှင်။အခြေခံပညာဆိုတာတတ်မှအစင့်မြင့်တဲ့ပညာတွေကိုဆက်လက်ပြီးသင်ယူနိုင်မှာဖြစ်ပါရဲ့ရှင်။အခြေခံပညာကိုဘသူပဲသင်သင်တတ်အောင်သင်ဖို့သာအဓိကပါရှင်။ဒါကြောင့်ကလေးတွေကြောင်းတက်နိုင်မဲ့အခွင့်အလမ်းလေးတွေကိုဘသူပဲဘသူကပဲမဆိုးပါတော့ကိုကဘဲဖွဲ့စီကိုပဲထောက်ခံနေပါစေ။ ကလေးရဲ့ចောင်းတက်ဖို့အခွင့်အရေးတော့ပေးတယ်မှာရှင့်ဒါလေးကအရေးကြီးပါတယ်နော် ကိုယ့်နိုင်ငံရဲ့မျိုးဆက်ကိုကိုကတက်ပြစ်လိုက်တာမျိုးမဖြစ်ဖို့အတွက်ကတော့ကျွန်တော်တို့အတွက်တော်တော်အရေးကြီးတဲ့ကိစ္စတခုဖြစ်လာတာပေါ့ရှင်။အဲကြောင့်ဒီနေ့မှအကြောင်းခွင့်တဲ့နေ့ဒီမှာမိဘပြည်သူများနဲ့ကလေးတွေအကြောင်းမတက်စေချင်တဲ့သူတွေတချို့ရှိရလေ။ကလေးတွေအကြောင်းတက်တာအပြစ်မြင်နေတဲ့သူတချို့ရှိရရှင့်။ဒီလူတွေသိရှိနေဖို့အတွက်ကိုကျွန်မပြောပြပေးရဖြစ်ပါရှင့်။ကလေးတွေအခုနှစ်အကြောင်းခွင့်ရသည်မှာလဲအေဂျင့်ဖျော်ရှင်စွာနဲ့စာတင်ကြနိုင်ကြပါစေလို့ကျွန်မဆန္ဒပြုပါရှင့်။ ဒါပြင်ဟိုကျွန်မနိုင်ငံမှာပညာသင်ကြားခွင့်အဆုံးရှုံးနေကြတဲ့အကြောင်းသူအကြောင်းသားလေးတွေကလေးတွေအားလုံးလည်းပညာသင်ကြားခွင့်တွေပြန်လည်ရရှိကြပါစေလို့လည်းကျွန်မကဆန္ဒပြုပါတယ်ရှင်။မိဘပြည်သူများရှင်ကျွန်မဒီနေ့ပထမဆုံးပြောရမယ့်သတင်းလေးကတော့မိုးလေဝသသတင်းလေးပဲဖြစ်ပါတယ်။ဒီအပိုင်းမှာမိုးလေဝသသတင်းလေးတွေအရေးကြီးနေပါတယ်ရှင်။ကျမတို့အခုလိုမျိုးမွေးလို့ဝတ္တသတင်းလေးတွေတင်ဆက်တယ်ဆိုတာကမိဘမိသူတို့နားထောင်သွားပြီးတဲ့အခါမှာတဆင့်တစကတဆင့်နားနေပေါ့နော် အချမ်းပြပပြည်သူတွေလည်းသိရှိစေခြင်းအတွက်တင်ဆက်ပေးတာဖြစ်ပါရှင်။ဒါကြောင့်မိုးလေဝသသတင်းလေးတွေကျမတို့ပြောပြပြီးပြီဆိုရင်ဒီဘက်ပြည်သူများပေါ့နော်။ကျမတို့ပြောပြရတဲ့အထက်မှာအနေရပြုအနေရစင်ကျင်စရာပေါ့သတိပြုစရာတွေပါခဲ့မယ်ဆိုပြန်လည်းတော့ပြန်လည်းမျှော်ပေးကြပါရှင်။ဒီနေ့ပြောပြရမယ့်သတင်းလေးကတော့မြကြီးနားမြို့မှာရေကြီးခင်နေပါရှင်။ဒီဇွန်လ2ရက်ပေါ့နော်။မနက်ပိုင်း6:00နာရီက6:00နာရီတိုင်းခေါ်ချက်လေးရဆိုရင် AR ညရဆိုးရည်ရမတ်တက်နှလုံးမကန်ကြော်လုံးနေပြီဖြစ်ပါရှင်။ ဒါကြောင့်မြကြီးနားမြို့မှာဆိုရင်ရေဘေးသင့်အင်ဂျီ800ကျော်ကလော့စင်မှာရွှေပြောင်းပြီးတော့နေထိုင်နေရတယ်ရေဘေးသင့်ပြည်သူတွေဖြစ်ကုန်ကြတာပါရှင်လက်ရှိအခြေအနေမှာဆိုရင်မြကြီးနားမြို့မှာရေတက်နေတဲ့ပုံလေးလူမှုကွယ်မှာအများကြီးတွေ့ရပါတယ်ရှင်ဒါကြောင့်ပြည်သူတွေကဆိုရင်မြေညင့်တဲ့နေရာတွေမှာရှောင်ပုံးပြီးတော့ရေဘေးအနေရကိုဖြောင်ရှားနိုင်ဖို့အတွက်ကိုစူးစမ်းနေကြရပါတယ်ရှင်ဒါကလက်ရှိဖြစ်နေတဲ့ကိစ္စပေါ့နော်တော့ကျွန်မနိုင်ငံမှာမိုးလေဝသတရင်နဲ့ပတ်သက်လို့ရှင်တော့ဒီကသတင်းသုံးသပ်ချက်လေးနေနေပေါ့နော်သတိပြုစင်ကြင်စရာလေးနေနေကျွန်မထည့်သွင်းတင်ဆက်ချင်ပါတယ်ရှင် ကျွန်တော်နိုင်ငံမှာမိုးလေဝသတင်းတွေကိုမိဘပြည်သူတို့ဘယ်ကနေပြီးတော့နားထောင်လေးမြင်တွေ့လေးရှိပါတယ်ရှင့်အများဆုံးတော့မြန်မာတန်မြောက်ဝတီစသက်ဖြစ်ပေါ့နော်ရုပ်မြင့်တန်ကြားနေတွေ့တာရှိမယ်လက်ကင်ဖုန်းတွေကနေတွေ့တာရှိမယ်တချို့ကျတော့ဖုန်းတွေကိုစာပို့လာတာရှိမယ်ဟုတ်တယ်နော်တချို့ကျရေဒီယိုကနေနားထောင်တယ်တချို့ကျတော့ဒါကျွန်မတို့ဒီလိုပြောပြတဲ့သတင်းလေးတွေပေါ့နော်စမတ်ဖုန်းလေးသေချာတုံးတက်တဲ့လူမှုကွန်ရက်တုံးတက်တဲ့သူတွေကျတော့ဒီကနေသိတယ်ဒါဆိုရင်လက်ကင်ဖုန်းလည်းမရှိအင်တာနက်လည်းမရှိ TV လည်းမရှိတဲ့ဒေတာတွေကြတော့ကျမတို့ဒီလူတွေစီကိုမိုးလေဝသတင်းတွေဘယ်လိုပေးမလဲရှင့် ဒါကကျမတို့နိုင်ငံအတွက်ကြီးမားတဲ့စိတ်ခေါမှုတစ်ခုပါပဲရှင်။မိုးလေဝသတရင်ဆိုတာကတာမန်မိုးရွာနေဖို့ကိစ္စလောက်ဆိုပြဿနာမရှိဘူးရှင်။အသက်အန္တရာယ်ဖြစ်လာနိုင်တဲ့ကိစ္စမျိုးဆိုကြိုတိမှကျမတို့ကရှောင်ရှားလို့ရမှာပါ။ကြိုတိတော့မှဆုံရှုံနဲ့နာဖို့အ ਨੇ ဆုံးနဲ့ကျမတို့ဒီဘေးရအောင်ကြောဖြတ်နိုင်မှာပေါ့နော်။ငလင်ဆိုတာကတော့ရှင်ကြိုမတိနိုင်တိုင်းထွာလို့မရနိုင်ဘူးပေါ့အမှန်နဲ့။ဒါပေမဲ့မုံတိုင်းလို့ပါလို့ကြောက်ကြိုတိရဲ့ရှင်။မုံတိုင်းကြီးကလာနေပြီဖြစ်နိုင်ရရှိနေပြီဆိုတာကိုသူကရာခိုင်နှုန်းနဲ့တွက်ချက်ပြီးတော့မိုးလေဝသကခန့်မှန်မှန်းဆလို့ရတယ်ရှင်။ ါပေမဲ့အဲ့ဒီသတင်းစကားတွေဟာဒီမုံတိုင်းကြီးလာနေပါပြီဒီမုံတိုင်းကြီးပေါ့နော်ကိုယ်နိုင်ငံဝင်ပြီးဖြစ်စေဝင်ပြီးဖြစ်စေမိုးများလို့ရှိရင်မြေပြိုတာတွေနံပါတ်ဆက်သွယ်ပျက်စီးတာတွေအိမ်ယာတွေရေနဲ့မျောတာတွေဓာတ်တွေကျုံနိုင်တဲ့ဆိုတာတွေကိုကြတော့ကျမတို့ပြည်သူတွေကသိရှိခြင်းနဲ့ပါနေရဲ့ရှင့်ဒီလိုအခြေအနေဖြစ်ပေါ်နေတဲ့အတွက်ကျမတို့မှာသဘောပေးတဲ့တစ်ခါတစ်ခါကြုံလိုက်လို့ရှိရင်နှစ်နေအောင်ခံစားရတယ်ရှင့်တော်တော်ဆုံးရှုံးမှုလည်းများပြားတယ်ပေါ့နော်ရေကညဘက်ကြီးထပြီးတော့ကြီးတော့မှသာဟဲ့ရေကြီးပြီဆိုပြီးထပြေးရတဲ့ပုံစံတွေဟာဆိုရင် မိုးလေဝသတရင်ကိုကြိုတင်မသိရှိရတဲ့ဖြစ်တာပါရှင်။ဒီတော့ကြိုတင်သိရှိဖို့အတွက်ကိုကျွန်မတို့ကပြောသလိုပေါ့နော်။လုံမြင်တန်ကြားတော့ပြတာပဲရှင်။ရေဒီယိုကတော့អော်တာပဲပြောတာပဲ။ကျွန်မတို့လည်းသတင်းတွေတင်ဆက်တာပဲ။ဒါပေမဲ့တချို့မိဘသူတွေကြောင့်အင်တာနက်မှာသုံးလို့မရတာရှင်။ဖုန်းမှမရှိရအိမ်မှာတီဗီမှမရှိရသူတို့ဘယ်လိုသိနိုင်မလဲ။ဒါကြတော့ကျွန်မတို့ကရှေးဟောင်းနီးလေးတွေကိုအသုံးပြုရတာမျိုးရှိပါရှင်။နိုင်ငံတကာမှာဒီလိုနီလန်းလေးအသုံးပြုရလဲရှိပါတယ်။အဲ့အလေးနဲ့ပတ်သက်ပြီးတော့ကျမအနေနဲ့နည်းနည်းပေါ့နော်။တို့အသုံးပြုရနီလန်းလေးတွေကကျမနိုင်ငံနဲ့ကိုက်မဲ့နီလန်းလေးတွေတော့ကျမရှာဖွေထားပါတယ်ရှင်။အဲ့အလေးကိုကျမပြန်လဲပြီးတော့မျှဝေပေးချင်ပါတယ်။ဒီဘက်ပြည်သူတို့အနေနဲ့ ဟိုအကျိုးရှိမယ်ဆိုတော့ပြန်လဲပြီးတော့အသုံးချလို့ရအောင်ပေါ့နော်အဲ့ဒါလေးကပါလဲဆိုတော့ဒီမုံတိုင်းနဲ့ရည်ကြီးမှုသတင်းတွေစသက်ဖြစ်ပေါ့နော်လူတွေအနေနဲ့ဖြစ်စီနိုင်လောက်တဲ့မိုးရတာသတင်းတွေကိုလူတွေကြားထဲမြန်မြန်ရောက်ရှိအောင်လို့လောရမယ်နီလန်းလေးဖြစ်ပါရှင့်မြမတဲ့နီလန်းကကြေးရွာအဆင့်သတင်းဖြန့်ဖြူးရေးစနစ်ပါသတင်းဖြန့်ဖြူးရေးစနစ်ပေါ့နော်အဲ့ပါလဲဆိုကြေးရွာတွေမှာဆိုရင်မုံတိုင်းနီးပြီဆိုတာပေါ့အချက်ပြတဲ့အတန်လေးပေါ့နော်ဥပမာဟိုရွာတရွာလုံးကြားနိုင်လောက်တဲ့အတန်မျိုးပေါ့နော်ဒါမျိုးတွေစီစဉ်ထားရင်တော့တင်ပါရှင့်ကျွန်မနိုင်ငံမှာရှင့်ဟိုအော်လန်နဲ့တောင်မှ အလူမင်္ဂလာပွဲကြီးကျင်းပတည်ရပဲဟုတ်တယ်ဗျာခုခုဆိုအော်လန်နဲ့တောင်မှတောင်နဲ့တောင်ဟိုတချင်းနေဖွင့်ကြတည်ရပဲရှင်ဒီအော်လန်တွေကိုအသုံးပြုပြီးတော့ကျမတို့မိုးလေဝသတဲ့င်းတွေကို share လုပ်နိုင်မှုအတွက်ကို စဉ်းစားလိုက်မယ်ဆိုမကောင်းလားပေါ့အဲ့ဒါပြောချင်တာပေါ့နော်ကြေးရွာတရမှာရှင်အွန်လန်တစ်ခုရှိမယ်ဆိုရင်ဒီကြေးရွာမှာဒီအွန်လန်ကိုပေါ့နော်ထိုင်ပြီးတော့ဒီကြေးရွာအတွက်လိုအပ်တဲ့ဟာတွေပေါ့ရှင်ပြောမဲ့သူကဖုန်းလေးကင်တာပြီးတော့မလို့တာတရင်လေးကြည့်မယ်ပြီးလို့ရှင်ရေကြီးနိုင်နေရှိရယ်မုံတိုင်းလာနိုင်နေရှိရယ်ဆိုရင်သူကအချိန်နဲ့တပြေးညီပြောပြပေးနိုင်မယ်ဆိုရင်မြေပြင်မှာဆင်ကျင်လို့ရတာပေါ့ရှင်အဲ့လိုမျိုးလေးအသုံးပြမယ်ဆိုမကောင်းလားပေါ့နော်ဒီနီးလန်းတွေကလည်းမစိုးပါဘူးရှင်နောက်ထပ်တစ်ခုကကြတော့ចောင်းနေပေါ့နော်စာတင်ចောင်းနေရနေပြီးတော့တရင်ဖြန့်ဝေးတဲ့နီးလန်း ော်လေစာတင်ချောင်းဆိုတာကရှင်တရားလုံးရွာတရားမှာစာတင်ချောင်းတစ်ခုရှိရဲဆိုအဲ့ဒီရွာကိုကလေးတွေအကုန်လုံးကျောင်းလာတက်ကြတယ်ဒါရွာတွေရဲ့ထုံးစံပဲကလေးအားလုံးကျောင်းလာတက်တဲ့ဆုံးမှာတော့ဒီကလေးတွေကနေပြီးတော့ဒီကျောင်းမှာဒီဆရာမတွေကနေသတင်းစကားသိလိုက်တဲ့ဆိုရင်ဒီကလေးတွေအိမ်ပြန်သွားတဲ့အခါမှာမိဘတွေပြန်ပြောတယ်အချင်းညာတရားလုံးတည်သွားအဲ့လိုခြေနေမျိုးပေါ့နော်ဒီတော့ဆရာဆရာမတွေကနေတဆင့်မိုးလူဝတ္တသတင်းလေးတွေကိုကြေးရွာသူကြေးရွာသားတွေစီရောက်အောင်ပို့ဆောင်တာကလည်းတင့်တော်တဲ့နီးလန်းလေးတစ်ခုလို့သတ်မှတ်လို့ရပါရဲ့ရှင့် နောက်ထပ်လှုပ်လိုက်ရတဲ့နီလန်းလေးကတော့ loud speaker လေးနဲ့ကားနောက်မှာပေါ့နော် loud speaker နဲ့ဟိုဖွင့်ပြီးတော့လေကျမတို့ဟိုလိုက်ပြီးတော့ saw all တို့ပုံစံမျိုးလေးပေါ့အာဒီနေ့ဘယ်နေရာနေဘယ်ချိန်ထိတော့မိုးလေဝသတရင်ကမုန်တိုင်းရှိတယ်မိုးရွာမယ်ဒါကြောင့်ရေကြီးရေချမ်းဖြစ်နိုင်တယ်ဘယ်အိမ်တွေကတော့စင်ကြယ်မှာဒါကိုယ့်ရဲ့ကိုယ့်ရမှာဆိုဘယ်နေရာကတော့ညီနေတယ်ဘယ်နေရာကတော့ရေရှမ်းလို့ရှိရင်ပြဿနာတက်တယ်ဆိုတာသိပြီးသားပဲလေအဲ့ဒါလေးတွေကိုတူးနဲ့တူးစင်ကြယ်ပြီးတော့သတိလိုက်ပေးတာပေါ့ရှင်အဲ့လိုနီးစနစ်လေးတွေသုံးမယ်ဆိုရင်တော့မိုးလေဝသတရင်ကပေါ့နော်ပြည်သူတွေကြားထဲမှာအင်တာနက်ရှိရှိမရှိရှိလက်ကင်ဖုန်းရှိမရှိရှိ ဒါသိရှိသွားမယ်လို့ထင်ပါရှင့်ဒါဆိုရင်တော့ပို့ပြီးတော့ဒီလိုမျိုးကြိုတင်စီမံတဲ့ကိစ္စလေးအားကောင်းလာမယ်လို့ထင်ပါရှင့်ဒါပြင်ကိုကျမတို့နိုင်ငံမှာဆိုရင်လှုပ်ဆောင်တဲ့နာကအခုဆိုရင်တမတော့ကျမတို့တဘာဝဘေးဒဏ်ရဲ့စိုးကြိုးကိုတော်တော်ခံနေရတာပေါ့နော်ဒီတော့ဒီတန်ကိုကျမတို့ကကြံ့ကြံ့ခံနိုင်ဖို့အတွက်ကကျမတို့တွေလည်းကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ရမှာရှင့်လေ့ကျင့်သင်ကြားမှုတွေပေါ့နော်ဥပမာငလင်လှုပ်လို့ရှင့်ငါတို့ဘယ်လိုမျိုးနေထိုင်ရမလဲဘယ်လိုမျိုးကိုယ့်အသက်ကိုယ်ကိုစောင့်ရှောက်ရမလဲ ရေကြီးရခါကြလို့ရှင်ငါတို့ဘယ်လိုလုပ်ရမလဲအိမ်နေမှာဆိုရင်တချို့အိမ်နေဆိုရင်နိုင်ငံခြားမှာပေါ့နော်သူတို့တို့ဆိုရင်အသက်ငယ်အင်ဂျီအဆောင်လာတာမျိုးစသဖြင့်ပေါ့နော်ဒီလိုကိစ္စတွေပေါ့ရှင်သူတို့ဖြစ်လာနိုင်တဲ့သူတို့ဒေတာမှာရှိလာနိုင်တဲ့သဘောဘေးဒဏ်အလျောက်ပေါ့နော်သူတို့ကြိုတင်စီစဉ်မှုလေးလုပ်ထားရတယ်ရှင်ကျမနိုင်ငံမှာလည်းဒါမျိုးတွေလုံဆောင်ဖို့တင်ပါပြီရှင်ညီတို့ပင်ဆိုစေကမဟုတ်ကျမတို့ကရင်ဆိုင်နေရတဲ့အနေကြီးပေါ်မှာပေါ့နော် တည်တည်ကြာကြာပပနဲ့နဲ့နေထိုင်တတ်မယ်ဆိုတော့ဆုံးရှုံးမှုနေတာပေါ့ရှင်။နောက်ထပ်အရေးကြီးတာကမြေကြီးထဲမှာရေကြီးနေပြီဖြစ်တဲ့အတွက်အဲ့ဒီရေတွေကအောက်ပြီးအောက်ရွာကိုဘယ်လိုခြေတွေမှာဆင်းသက်လာမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါရှင့်။ဒါကြောင့်မလေးဝတ္တသတင်းတွေကိုအချိန်နဲ့တပြည့်ညီအမြဲတမ်းစောင့်ကြည့်ပါ။ကိုကဒီသတင်းလေးကိုသိလိုက်ပြီဆိုရင်လည်း ကိုလိုပေါ့နော်တရင်ကိုတေချာမသိတဲ့သူလေးစီကိုစေတနာမြတ်တာထားပြီးတော့ပြန်လဲညှဝေပေးပါတက်နဲ့တောက်ဖေးမကြပါလို့လည်းကျမနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်မိဘပြည်သူများရှင်ကျမဒီနေ့မိဘပြည်သူများပြောပြမယ့်တရင်တွေဟာသတိပြုစင်ကြင်စရာတွေအများပါရှင်အခုတရင်လေးကလည်းသတိပြုစင်ကြင်စရာတွေကတစ်ခုပါပဲရှင်အဲ့တရင်လေးကိုကျမအရင်ဆုံးဖတ်ပြပါမယ်ရှင် ကွေတိုင်းဒေသကြီးမခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့လမ်းတွေပေါ်မှာလက်လောက်ပိုင်းတွေတွေ့ရှိတယ်ဆိုပြီးတော့ပြည်သူတွေကပြင်းပေးလာတယ်လို့သိရရဲ့ရှင့်အဲ့နယ်ပဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေကသွားရောက်ပြီးတော့စစ်ဆေးတဲ့ခါမှာဆိုရင်တပ်ပုံထဲမှာမြင်ရတဲ့အတိုင်းပါပဲရှင့်ကားလမ်းမှာပေးတဲ့လျှောက်မှာအကြမ်းဖက်သမားတွေထောင်ထားတဲ့ဒေသနာလက်လောက်မိုင်းပေပါမိုင်းရှစ်ထွက်မိုင်းတွေကိုတွေ့ရှိပြီးတော့တင်ဆက်ရမိခဲ့ပါတယ်ရှင့်အချိန်မီဖယ်ရှားပေးနိုင်ခဲ့တာပေါ့ရှင့်ဒါကြောင့်လက်ရှိမှာဆိုရင်ဒီဒေတာမှာလုံခြုံရေးကိစ္စတွေတိုးမြင့်ပြီးဆောင်ရွက်နေပါတယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားရှိပါရဲ့ရှင့်။ဓာတ်ပုံလေးကြည့်လိုက်ပါဦးမိဘပြည်သူတို့ရဲ့ လူသွားလမ်းတွေပေါ်မှာဒီလိုမျိုးတွေလှုပ်ထားရဲဆိုတာကသိမ့်တော်ပါသလားရှင့်ပီတီရဲ့အကြံပတ်သမားတွေရဲ့လှုံ့ဆော်ချက်တွေကမိဘပြည်သူတို့အတွက်အကျိုးဖြစ်စေလားအကျိုးရုပ်စေလားရှင့်မိဘပြည်သူတို့အနေနဲ့ပီတီတွေကိုအားပေးနေရဲဆိုတော့မှမိဘပြည်သူတို့နေတဲ့လမ်းမှာဒီလိုလှုပ်ရက်လှုပ်သွားမယ်ဆိုမိဘပြည်သူတို့သဘောကျပါသလားဒီလမ်းတွေဟာဆိုရင်ဒီဒေသမှာရှိရဲမိဘပြည်သူတွေပဲသွားလာကြတာရှင့်ကိစ္စအမျိုးမျိုးအကြောင်းမျိုးမျိုးကြောင့်သွားကြတာပေါ့နော်ကျမ်းမာရေးကိစ္စလည်းလည်းသွားတာရှိမယ်စီးပွားရေးကိစ္စနဲ့သွားတာလည်းရှိမယ်ကျောင်းသွားဖို့အတွက်သွားတာလည်းဖြစ်နိုင်တာပဲ ဘလို့လူတွေဒီလမ်းပေါ်မှာဖြတ်သွားမလဲဆိုတာမသိနိုင်တဲ့အခြေအနေတခုမှာဒီလိုမျိုးလက်လုံမိုင်းတွေထောင်ထားရတယ်ဆိုတာကတင့်တော်ပါရဲ့လားရှင်။လောက်တော့အနေများပါတယ်ရှင်။မြ мян ဆဆတွေ့ပြီးတော့ဖယ်ရှားရှင်းလင်းလိုက်နိုင်လို့ပေါ့ရှင်။မြ мян ဆန်တာမတွေ့ဘူးဆိုဘသူတွေထိခိုက်ဆုံးရှုံးသွားမလဲဆိုတာတွေးတော့မတွေးရပါဘူးရှင်။ဒီလိုလှုပ်ဆောင်ချက်တွေဟာမိဘပြည်သူအနေနဲ့စိတ်ထဲမှာအမှန်ကန်တယ်လို့ထင်ပါသလား။ပီတက်တွေဒါတွေလုပ်နေဆိုတော့မိဘပြည်သူတို့မျက်ဝါးထင်ထင်မြင်ခဲ့တာဘယ်နှစ်နှစ်တောင်ရှိပြီလဲရှင်။အချုပ်မိဘပြည်သူတွေကအခုချိန်ထိအသိခောက်ခံအဝင်နဲ့နေတော့မဲရှင်။ မကောင်းဆိုးဝါးကိုနှစ်သားလေးလိုထင်နေတော့မယ်။နှစ်သားကောင်းဆောင်ထားတဲ့ဘလူးကိုဘလူးမှမသိတော့ပဲရှင့်။ဒီလိုမျိုးစိတ်ဓာတ်တွေဆက်လက်နေထိုင်သွားမယ်ဆိုတော့မိဘပြည်သူတို့အတွက်ကိုနေ့စဉ်နေ့တိုင်းအနေနဲ့ကြုံနေရမှာပေါ့ရှင်။မိဘပြည်သူတို့ဘဝကိုမိဘပြည်သူတို့ပြန်စစချင်းလိုက်ပါအောင်။ PTS ဆိုတာမပေါ်ခင်တော့ဘလူးနေထိုင်ခဲ့ရလေလို့အေးကြက်ကြက်မဲ့နေကျမတို့တက်မတော်ကလည်းသူ့နေရသူ့နေတယ်သူ့လုပ်သူ့လုပ်တယ်။အေးစစ်စစ်ပဲရှင့်။ PTS ဆိုတာပေါ်လာတဲ့ချိန်လဲကြောင်းတိုင်းသားလက်နက်ကိုင်းနေနဲ့သွားပေါင်းနေ တိုင်းပြည်ကိုပုံကန်းတဲ့အဲ့ဒီမှာစစ်တွေဖြစ်လာတယ်မိဘပြည်သူတို့ဘဏ္ဍဥတော်အသက်ဆုံးရှုံးပြီးပြီလဲရှင့်မိဘပြည်သူဘဏ္ဍဥတော်မှာအိုးအိမ်တွေဆုံးရှုံးပြီးပြီလဲရှင့်အခုဆိုလမ်းမာတော်မှာဒီလိုထောင်လာတယ်ဆိုတော့ဘယ်လမ်းဘယ်လမ်းသွားလို့ရှင့်မြေမြုပ်မိုင်းရှိမှာလားဒီလိုမိုင်းတွေရှိမှာလားမသိနိုင်တဲ့အခြေအနေတခုကျမတို့ဗမာနေနေအနေမကင်းတဲ့အခြေအနေဖြစ်နေပြီရှင့်ဒီလိုအခြေအနေကိုမိဘပြည်သူတို့သဘောကျပါရဲ့လားကျမတို့လုံးဝသဘောမကျပါဘူးရှင့်မိဘပြည်သူတွေရောကျမရောပေါ့နော်အဲ့လိုအနေအများတဲ့နိုင်ငံမှာနေထိုင်နေရတာနေတိုင်းမြင်နေရတာစိတ်မချမ်းသာပါဘူးရှင့် ။ဒါကြောင့်အကျမတ်သမားတွေအမြန်ဆုံးပပြဖို့လိုတယ်။ပြီးတော့လမ်းသွားလမ်းလာတဲ့အခါမှာလည်းသတိထားဖို့အတွက်ကိုကျမတတိယလေးကိုပြပြတာပါရှင့်။ဘယ်နာမှနေနေကြွကြွိအနက်လေးတွေ့လို့ရှိရင်သွားမကောက်ပါနဲ့နော်။အနေရဖြစ်နိုင်ပါရဲ့ရှင့်။အရှင်တော့ဆိုဝိပတ်ပြူပြီးတော့ကြားမှာပါရှင့်။တစောင်းနိုင်ရမှာဆိုရင်ကြွကြွိတွေနဲ့ကြွကြွိအနက်လေးလည်းပေါ့နော်အထုပ်လေးပြထုတ်ထားတယ်။ကလေးတွေမသိသွားကောက်နေတဲ့အခါကျတော့အနေရဖြစ်တယ်ရှင့်။တချို့တွေဆိုအမိုက်ပုံမှာအမိုက်သွားပြစ်တာတော့မှအမိုက်ပုံထဲမှာလာပြစ်ထားတယ်အဲ့လက်လုံးမိုင်းကိုကြွကြွိအိမ်နဲ့အမိုက်ကပြစ်လိုက်တော့သွားထိပြီးတော့ပေါက်တော့အမိုက်လာပြစ်တဲ့သူကသိမ်းဆုံးသွားတယ်ရှင့်။ဒီလိုမျိုးပုံးများနှားတဲ့ မိုင်းတွေလက်လုံမိုင်းတွေက PTT တွေပေါ်လာပြီးနောက်မှာမှဖြစ်လာတာရှင့်မိုးပေါ်ကကြလာတာလည်းမဟုတ်ဘူး PTT တွေလုတ်သွားတာဒီတော့ဘလို့ပဲဖြစ်ဖြစ်ပါဒီချိန်မှာတော့ PTT တွေဆိုတာရှိသွားပြီဖြစ်တဲ့အတွက်တက်မတော်လည်းတော်တော်နှိမ်နှင်းပါလဲမယ်အဲ့ဒီနှိမ်နှင်းမှုတွေကြားထဲမှာ PTT တွေမကုံမခန်းသေးရတာတော့မိဘပြည်လို့သွားလာနေထိုင်စင်စင်မှာဘယ်သွားသွားပေါ့နော်ဒီလိုလက်လုံမိုင်းတွေအနေရှိတဲ့အတွက်စင်ကျင်နေထိုင်ကြပါလို့တော့ကျွန်မအနေနဲ့တိုက်တွန်းချင်ပါတော့တယ်ရှင့်မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမှာကတော့ကျွန်မစီရောက်လာတဲ့ပြည်သူအသံလေးပေါင်းမြောင်များစွာစုစည်းပြီးတော့ကျွန်မ data လေးထုတ်ပြီးတင်ဆက်မှာဖြစ်ပါရှင့်ဒီအပိုင်းမှာ ဟိုမိုးလုံးပြေးပေါ့နော်။စူညာဟိတ်ထွက်နေတဲ့အတိုင်းတတန်ရှိရဲ့ရှင်။အဲ့ဒါမိုးချိန်တန်မဟုတ်ပါဘူးရှင်။ဘာတန်လဲဆိုတော့ဒီဝတ်တောက်ကားတွေစိုက်ကယ်တွေပေါ့နော်။ဖန်းစီခံရတဲ့အတိုင်းတွေဖြစ်ပါရှင်။ဟိုခဏနေငါကားပါသွားပြန်ပြီ။ခဏနေငါစိုက်ကယ်ပါသွားပြန်ပြီ။ဆက်သက်ဖြစ်ပေါ့နော်။အဲ့လိုမျိုးပါရှင်။မနေ့ကဆိုရင်ကျွန်တော်ဒရိုင်းလေးတစ်ခုကြားပါတယ်။ပြင်မနာမှာရှိတဲ့စိုက်ကယ်ဆိုင်တစ်ခုပေါ့နော်။ဟိုပြောမယ်ဆိုတော့ရှင်ကျွန်တော်နိုင်ငံဈေးကွက်တွေကကျွန်တော်နိုင်ငံသားတွေအားလုံးအသိပဲရှင်။ကျွန်မက ဘောနော်မြေပြင်ကဈေးကွက်လေးတွေကိုလည်းအများနဲ့ကျမတို့ရဲ့နိုင်ငံတော်အစိုးရဘူတုဒရရှိစေရန်အလို့ငါပေါ့နော်အများနဲ့တင်ဆက်ပေးလို့ရှိပါရှင့်အခုလည်းဘူတုဒအနေနဲ့တင်ဆက်ပေးခြင်းပါတယ်အဲ့လိုစိုင်နေရပေါ့နော်ဟိုတရားဝင်တဲ့စိုက်ကယ်နဲ့တရားမဝင်တဲ့စိုက်ကယ်တရားဝင်တဲ့စိုက်ကယ်နဲ့တရားမဝင်တဲ့ကားညှက်ရောင်းတာပေါ့ရှင့်သူစီးပွားရေးရတယ်အဲ့လိုပေါ့နော်စိုင်ကတော့တရားဝင်ပဲဒါပေမဲ့တရားမဝင်တဲ့ဟာလေးလည်းညှက်ရောင်းတာပေါ့ဈေးတန်းကတော့မတူဘူးပေါ့အဲ့လိုပုံစံမျိုးလေးရှိရပါရှင့် ပြီးတော့ဒါကနိုင်ငံတော်သိဖို့အတွက်ပူးတူတာလေးပါဒါပေမဲ့အဲ့ပူးတူတာလေးကိုကျွန်တော်တို့ပြောရင်ပြောတဲ့နိုင်ငံတော်ကသိသွားနေတူပါတယ်ဝင်ဖမ်းနေရှင်ဝင်ဖမ်းတဲ့ခါကျတော့တရားဝင်ဝတ်တော့ဆိုင်ကယ်ပြီးတင်းသွားတယ်ပေါ့ရှင်တင်းသွားတဲ့ကိစ္စလေးကဖြစ်ခဲ့တယ်ပေါ့ဖြစ်ခဲ့တော့ okay ဟုတ်ပါပြီဒီလိုမျိုးတင်းဆဲသွားတာတော့ဒါဥပဒေရဆိုတော့မှန်တယ်ပေါ့မှန်တယ်ပေါ့နော်မှန်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့လူတွေရဲ့ဒီဥပဒေပေါ်မှာထင်မြင်ယူဆလာတဲ့အချက်တွေပေါ့နော်မြေပြင်မှာဖြစ်နေတာတွေကိုကျွန်တော်အမှန်တိုင်းပဲပြည်သူအသံတွေအတိုင်းကျွန်တော်တင်ဆက်ရမယ်ဆိုတော့ တချို့ကဝတ်တော့ကားတွေဝတ်တော့ဆိုင်ကယ်တွေဖမ်းသွားတယ်ဆိုရင်ပတ်စံပေးပြန်ရွေးလို့ရတယ်ဆိုရင် ရှစ်ဖြစ်နေရဲ့ရှင့်ပြီးတော့ပေါ့နော်မြန်မာနိုင်ငံမှာဘယ်လိုညွန်ကြားချက်တွေပဲထုတ်ထုတ်တဲ့တိတ်ပြီးတော့စူးစမ်းလောက်ဆောင်တာမရှိဘူးပေါ့နော်ဒါပေမဲ့ဝတ်တော့ကားတွေဝတ်တော့ဆိုင်ကယ်တွေဖမ်းရမယ်ဆိုရင်တော့အဲ့ဒီညွန်ကြားချက်ကိုတို့ကနေမအိတ်ညမအိတ် 24နိုင်တစ်ပတ်လုံးစ조사ပြီးလုံဆောင်ကြတာလည်းမြင်တွေ့ရရှင့်ဒါလေးကလည်းကျမအနေနဲ့ချီးကျူးကျင်ပါရှင့်အခြားညွန်ကြားချက်တွေထုတ်တယ်ဆိုလည်းဒီလိုလေးပဲလုံဆောင်မှုအတွက်လည်းတိုက်တွန်းကြပါရှင့်လူသားတို့စ조사ကြမယ်ဆိုကျမနိုင်ငံမှာတော်တော်ကိုကောင်းမွန်သွားမှာပါရှင့်အခြေအနေအဲ့လိုလေးပေါ့နော်ဒီတော့ပြည်သူအထံတွေကျမဆက်ပြီးပြောပြရမယ်ဆိုတော့ပြည်သူတွေမကျန်တဲ့ချက်တွေပေါ့သူတို့ကဘယ်လိုမျိုးအစိုးရကိုပေါ့နော်ဟိုဥစားဖြစ်လဲဆိုတော့အစိုးရအားတဲ့ငါတို့ဝတ်တောက်ကားစီရကြတော့ဖမ်းတယ်တဲ့သူတို့ဝန်ထမ်းတွေကြတော့ဝတ်တောက်ကားပဲစီးနေကြတယ်ဆိုပြီးပြောတယ်ရှင့်ပြီးတော့တချို့တွေကြတော့ဘာသာရေးရတိုက်ခိုက်လာတဲ့ကိစ္စလေးတွေလည်းမြင်ရတယ်ရှင့်ဘယ်လိုလဲဆိုတော့ အချုပ်ဘောကြီးကားတယ်ဆိုတော့ဝတ်တော့ကားပဲလေတဲ့အဲ့လိုမျိုးပေါ့နော်အဲ့တော့သူတို့ပြောတာတွေကျွန်မတို့စစ်ဆေးစုံစမ်းလိုက်တဲ့အခါကျတော့လေတချို့နေရာတွေမှာမှန်နေအောင်မြင်တွေ့ရရချက်ကျွန်မအနေနဲ့ကတော့ရှင်ဝတ်တော့ကားနဲ့တရားဝင်ကဈေးနှုန်းကမိုးနဲ့မြေကဲ့သို့ကွာခြားနေတဲ့အတွက်အချို့တွေကကားတစ်စီးရှိမှအဆင်ပြေတဲ့အနေအထားရှိတယ်။ဒါကြောင့်လေဝတ်တော့ကားကိုမစည်းချင်မစည်းရတယ်ပေါ့နော်။အချို့အိမ်လေးဆိုရင်လည်းဒီလိုပဲမိသားစုမှာကျမ်းမိုင်မကောင်းတဲ့သူရှိရတယ်။ဒါပေမဲ့ဒီကျမ်းမိုင်မကောင်းတဲ့သူဈေးကမ်းပြဖို့အတွက်ကားလေးတစ်စီးလိုတယ်။ တရားဝင်ကားကြတော့မဝင်နိုင်ဘူးဈေးကြီးလို့တော့ဒီတော့ဝတ်တော့ကားလေးတစ်စီးနဲ့ပဲမိသားစုကိုဈေးကမ်းပြရတာရှိရဲဆိုကြတော့လည်းဝတ်တော့ကားလေးနဲ့ပဲကားလေးဆွဲပြီးတော့မိသားစုဝန်ရည်ဖြည့်ရှင်းနေရတာရှိရဲရှင့်ဒါမျိုးခြေနေလည်းအများရှိရပါတော့ကျွန်တော်နိုင်ငံမှာဒီတော့ဒီလိုပြည်သူတွေကတော့မကျေနပ်ချက်တွေရှိရဲဆိုတော့ကျွန်မအမှန်တိုင်းပဲပြောပြတာပါရှင့်ဒီတော့ဒီတရားဝင်ကားတွေဖမ်းဆီးရဲဆိုတော့ညွှန်ကြားချက်နောက်မှာတောကြောင်တွေကလက်ခမောက်ခတ်တာပါရှင့်အခုလိုမျိုးအကတိလိုက်စားခြင်းနဲ့ဝန်ထမ်းအချို့ကဝတ်တော့ကားဝတ်တော့ဆိုင်ကဖမ်းနေ ပြီးတော့နိုင်ငံတော်အတွက်အကျိုးရှိအောင်လုပ်ပေးရလဲမဟုတ်ဘဲနဲ့ပတ်စံပေးလို့ရှင်ပြန်ပေးလိုက်တယ်ဆိုတော့ဒီဝတ်တော်ကားတန်တရားကဘယ်နေရာမှာအဆုံးသတ်မှာလဲရှင်ဘာမှမအဆုံးသတ်တော့မယ်လို့မထင်ဘူးရှင်တဝက်လေးလည်းဖြစ်နေမှာပဲလေခဏနေအဖမ်းခံရလိုက်ခဏနေပတ်စံယူယူသွားထုတ်လိုက်ခဏနေအဖမ်းခံရလိုက်ခဏနေပတ်စံပေးပြီးသွားယူထုတ်လိုက်ဆိုတော့ဒီတရားမွန်ကတရားမွန်ကပဲလေတရားမွန်ကောင်စီးနေတာစီးနေတာပဲလေဘာမှလည်းပြောင်းလဲသွားခြင်းမရှိဘူးရှင်အဲ့လိုအခြေအနေလေးဖြစ်နေပါရဲ့ရှင် ီလိုကိစ္စကြီးကရှေးကြစွာဖြစ်နေမယ်ဆိုရင်ပြည်သူတွေရဲ့မကျေနပ်ချက်တွေနဲ့အတူနိုင်ငံတော်ပေါ်မှာအမြင်ဆောင်တာတွေဖြစ်လာနိုင်မှာအရှက်အဲ့ကျွန်မအနေနဲ့ကပေါ့နော်မီဒီယာအနေနဲ့တော့အခက်အခဲတခုကိုမြင်တဲ့အခါမှာအကောင်းဆုံးအကြံပြုချက်လေးခုထည့်သွင်းတင်ဆက်ဖို့အတွက်ကလည်းတာဝန်ရှိပါရဲ့ရှင့်။ဒါကြောင့်ကျွန်မတို့ brand media အနေနဲ့ကတော့ခေါင်းချင်းဆိုင်ပြီးတော့ပေါ့နော်စဉ်းစားလိုက်တဲ့အခါမှာဆိုရင်ကျွန်မတို့တွေးမိတာလေးပေါ့ရှင်။နိုင်ငံတော်မှာပေါ့နော်တရားမဝင် ကားတွေ cycle တွေဆိုတော့ဖမ်းဆီးတာတော့လုပ်ရတယ်ရှင့်။ဘာကြောင့်လဲဆိုတော့ဒီဟာတွေတုံးပြပြီးတော့အခုတော့ဂျမ်းဘတ်သမားတွေကမိုင်းထောင်တာတွေပြည်သူတွေရဲ့ အသက်အိုးအိမ်စီးဆင်းဒုက္ခပေးတာရှိရတယ်။တချို့ဆိုဒီဝတ်တောက်ကားတွေနဲ့ပေါ့နော်။ပြန်ပေးဆွဲတာတွေလုပ်တယ်ရှင့်။မျိုးသမီးတွေကလေးတွေပြန်ပေးဆွဲသွားတယ်ပေါ့နော်။ဒါပေမဲ့ဒီကားကို CCTV ကနေထောင်ခံမိတယ်မြင်တယ်။ဒါပေမဲ့ဒီကားကဝတ်တောက်ကားဖြစ်နေတဲ့အတွက်ဖန်ရှင်ဘယ်သူလဲဆိုတာမသိဘူး။အဲ့ခါကျတော့အမှုဝန်ဆက်ကပြတ်တယ်အဲ့လိုမျိုးတွေပေါ့နော်ဒီလိုစိုးကျွေလည်းရှိရဲဆိုတာပြောပြရပါတချို့ကျတော့ဝတ်တောက်ဆိုင်ကယ်တွေနဲ့မိုင်းထောင်နဲ့ပိုင်ရှင်ကိုမသိဘူးအမှုဝန်ဆက်ပြတ်တယ်တရားခံလိုက်လို့မရအောင်လို့ကိစ္စတွေအများကြီးရပါတော့ဒါကြောင့်ဝတ်တောက်ကားတွေဝတ်တောက်ဆိုင်ကယ်တွေဖမ်းဆီးရဲ့ကိစ္စကိုတော့ကျွန်တော်တို့မလုပ်နိုင်လို့တားလို့တော့မရအောင်ရှင့် โอเคလုံးမဲ့ဆိုတော့ဘယ်လိုလုံးတင်လဲဆိုတော့เนาะဝတ်တော့ကားတွေဝတ်တော့ဆိုင်ကယ်တွေဖမ်းမယ်ဒါပေမဲ့အခုမဖမ်းသေးဘူး6လ5လ6လစသည်ဖြစ်ပေါ့เนาะအဲ့ဒီ6လအတွင်းမှာကို့မှာပိုင်ဆိုင်တဲ့ဝတ်တော့ကားတွေဝတ်တော့ဆိုင်ကယ်တွေနိုင်ငံတော်စီမှာလာပြီးတော့ license လာဝင်လိုက်ပါလိုင်စင်ဝင်တဲ့အခါမှာဆိုတော့နိုင်ငံတော်ကတတ်တောက်တတ်တာနဲ့ပေါ့နော်အဲ့လိုမျိုးသူတို့အတွက်အပန်းမကြီးရဲ့ဈေးနှုန်းတစ်ခုနဲ့ပေါ့ဒီလိုမျိုးလေးလှုပ်ဆောင်ပေးလိုက်ပါရှင့်ဒီလိုလှုပ်ဆောင်ပေးလိုက်မယ်ဆိုတော့နိုင်ငံတော်ကလည်းခေါ်ရမယ်သူတို့တွေလည်းသူတို့ပိုင်ဆိုင်ထားတဲ့ ပစ္စည်းပေါ်မှာပေါ့နော်ဒါမှတ်ပုံလာပြီးတင်မယ်လိုင်စင်လာလုပ်မယ်ဆိုရင်တို့လည်းတရားဝင်လေးဖြစ်သွားမယ်ရှင့်အဲ့လိုမျိုးအချိန်ကာလတစ်ခုတတ်မှတ်လိုက်ပေါ့နော်၃လဖြစ်ဖြစ်၆လဖြစ်ဖြစ်တတ်ပတ်လိုက်တတ်ပတ်ပြီးတော့မှာโอเคလိုင်စင်ဝင်တဲ့ကားတွေညားသွားပြီးစိုက်ကယ်တွေညားသွားပြီးဆိုရင်โอเค၆လပြည့်ပြီဆိုတာနဲ့အဲ့ဒီအချိန်ကျတော့ရှင့်ဒရက်ဂျန်လာဖမ်းပါရှင့်ဘာကြောင့်လဲဆိုတော့တရားဝင်လိုင်စင်လာတင်ရမယ်ဆိုမှတော့အကျံပတ်သမားတွေကတင်မှာမဟုတ်ဘူးသိကြရဲ့ရှင့်ဥပဒေပေါင်းထဲမှာနေကြတဲ့ပြည်သူတွေကပဲကိုယ်ဝယ်ထားတဲ့ကားလေးပေါ့နော်တရားဝင်ဖြစ်စီဖို့အတွက်ကိုစူးစမ်းပြီးတော့နီးလန်းရှာပြီးတော့ license လာတင်ကြပါရှင့် ဒါဆိုရင်အကြမ်းမတ်သမားတွေပေါ့နော်နိုင်ငံတော်ရဲ့လုံခြုံရေးကိုအန်ဒီရဲ့ပြုနိုင်တဲ့အခြေအနေတွေလည်းလျော့နေသွားမယ်လို့ကျမတို့ယုံကြည်ပါရှင့်ပြည်သူတွေအနေနဲ့လည်းဈေးသက်သာစွာနဲ့ကိုပိုင်ကားလေးတွေတရားဝင်ကားလေးရတာပေါ့ရှင့်ဖန်စီခံရတာတွေတုနဲ့တူအမြင်ဆောင်တာတွေနိုင်ငံတော်ပေါ်မကျင်တတ်တာတွေနိုင်ငံတော်ရဲ့လောကကံခတ်တိုင်မဖြစ်တော့ဘူးပေါ့ရှင့်အဲ့လိုမျိုးလေးဆိုမသင့်တော်ဘူးလားလို့တော့ကျမတို့အနေနဲ့အကြံပြုတင်ဆက်ချင်ပါရှင့်အချိန်တစ်ခုပေးပြီးတော့ license ပေးတင်လိုက် license တင်ပြီးတော့မှပေါ့နော်6လပြည့်ပြီဆိုတာနဲ့အဲ့ဒီမှာမြင်သမျှတာဖမ်းပါရှင့်ဒါဆိုရင်တော့ နိုင်ငံတော်ကအပြစ်မဟုတ်တော့ဘူးလေဟုတ်တယ်မလားနိုင်ငံတော်ကသူတို့ဘောခွင့်ရေးပေးတယ်အဲ့ဒီအခွင့်အရေးကိုမှကြော်လွန်ပြီးတော့စီကံမဲ့လှုပ်ဆောင်လဲဆိုတော့နိုင်ငံတော်ကဘလို့ပဲလှုပ်လို့ဒါကျမတို့ကလက်ခံပေးကိုလက်ခံပေးရတော့မယ်ကိစ္စဖြစ်သွားမယ်ရှင့်ဒါလေးဆိုရင်မတင့်တော်ဘူးလားလို့လည်းကျမအနေနဲ့အကြံပြုချင်ပါရှင့်ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံမှာရှိနေအရာအလုံးကအလကားဖြစ်ပေါ်လာတာမဟုတ်ပါဘူးရှင့် သူ့မှာအကြောင်းရင်းတရားတွေအများကြီးရှိပါတယ်နော်အဓိကကျွန်မနိုင်ငံမိသားစုတွေရဲ့စာဝတ်နေရေးအတွက်ကိုဖြည့်ရှင်းရတဲ့ကိစ္စရပ်တွေမှာဒီလိုတရားမဝင်ဈေးကွက်တွေကလည်းပါဝင်ပတ်သက်လာတာရှင်လူတိုင်းကတော့တရားဝင်လို့ပဲလုပ်ချင်ကြတာပဲရှင်ဒါပေမဲ့မိသားစုစာဝတ်နေရေးဒီလိုကိစ္စရရှိရပေါ့နော်ဒါရောင်းဝယ်တဲ့သူတွေဆိုပြောပြတာပါတချို့ကြောင့်လည်းအားလုံးကတော့တရားဝင်ကားလေးပဲစီးကျင်တာပဲဒါပေမဲ့ကို့မှာရှိရပတ်စံနဲ့မလောက်ငှောက်ဘူးလေဒါကြောင့်ဝတ်တော့ကားတွေစီးရတယ်သူတို့မှလည်းဒီလိုစီးရတဲ့အတွက်အခက်အခဲတွေအများကြီးရှိပါတယ်ရှင့် ဟိုလူကြောက်ဒီလူကြောက်ပေါ့နော်ဟိုလူမျက်နှာကြည့်ရဒီလူမျက်နှာကြည့်ရအခြေအနေလည်းရှိပါတယ်ဒီတော့နိုင်ငံတော်ဒီလိုလေးစီမံပေးမယ်ဆိုရင်ဝတ်တောက်ကားစီရဲ့ဒီသူတွေရောနိုင်ငံတော်အတွက်ကောဝတ်တောက်ကားတွေအသုံးပြုပြီးအကြမ်းဖက်သမားတွေလှုပ်ချင်နေတဲ့သူတွေကိုရောအားလုံးအားလုံးပေါ့နော်တေချာစီစစ်ခွဲခြားစိတ်ဖြာလိုက်တဲ့ပုံစံဖြစ်သွားပြီးတော့နိုင်ငံတော်အတွက်လည်းအဆင်ပြေမိဘပြည်သူတွေအတွက်လည်းအဆင်ပြေမယ်လို့ကျွန်မယုံကြည်ပါတယ်ရှင့်ကျွန်မတို့ရဲ့အကြံပြုချက်တွေကတော့ဒါရှေးဘူးရဆံပါတယ်ရှင့် ပညာရှင်တွေအနေနဲ့ကတော့ဒါကိုစင့်ပွားပြီးတော့နိုင်ငံတော်အတွက်ကောင်းမွန်တဲ့လိစနစ်တွေပြန်လည်အကြံပြုပြီးထုတ်ဝေနိုင်ကြပါစေလို့လည်းကျွန်တော်တို့ Prime Media ကစုတောင်းမေတ္တာပို့သပါရရှင့်အားလုံးကနိုင်ငံတော်ကောင်းမွန်လုပ်နေကြရဲဆိုတော့ကျွန်တော်ယုံကြည်ပါရရှင့်ဒါကြောင့်ပုံမကောင်းမွန်တဲ့နည်းလမ်းတွေရှာဖွေတွေ့နိုင်ပါစေလို့လည်းကျွန်တော်တို့ဆန္ဒပြုပါရရှင့်မိဘပြည်သူများရှင့်ကျွန်မကိုယ်တိုင်တင်ဆက်တဲ့နောက်ဆုံးပိုင်းလေးမှာမိဘပြည်သူများကိုကျွန်မပုံမြင်လေးမပြောပြကြပါရှင့်ဒါကြောင့်ပုံမြင်လေးတစ်ပုဒ်ပြပြချင်ပါတယ်ကျွန်မနိုင်ငံနဲ့ใกล้ဆိုင်နေတဲ့ပုံမြင်လေးပေါ့ရှင့်ကျွန်မနိုင်ငံမှာအခုဆိုရင်ယူကော့ဝင်ကျင်းပါတော့ပါပဲရှင့် အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပုံပြင်လေးအယုံဆုံးနားထောင်ကြည့်လိုက်ပါအောင်နော်ပုံပြင်လေးရဲ့နာမည်ကတော့ကိုဝါယောလို့ကြေးရွာပေါ့နော်ဝါယောဆိုတာကတော့မြမလို့ဒိဗယ်ပြန်မယ်ဆိုရင်လေးတက်ပေါ့ရှင်ဒီတော့သူ့ရဲ့နာမည်နဲ့သူနဲ့အကိုက်ညီရဲ့ရှင်ဒီပုဂ္ဂိုလ်ကဆိုရင်ပေါ့အယံကိုစကားများရဲ့ရှင်စကားများတာကလည်းသူကဘေးထိုင်ဘူးပြောပေါ့နော်ဟိုကြေးရွာထဲမှာတခုခုဆိုရင်သူကအပြစ်ပြောတယ်မင်းလောက်တာမကောင်းဘူးမင်းလောက်တာဟိုကလိုရတရားလိုရစသဖြင့်ပေါ့နော်အဲ့လိုမျိုးသူများအပြစ်တင်တဲ့နေရာမှာတော့သူကအယံ ကျွမ်းကျင်နေပေါ့ရှင်သူကိုယ်တိုင်ကြတော့ဘာမှလှုပ်ဆောင်ခြင်းမရှိဘူးတိုင်းပြည်ဥစားပေါ့ကိုသူ့ကြေးရွာရဲ့ကောင်းကျိုးတွေပဲမလှုပ်ကြတော့ပေါ့နော်ဒါပေမဲ့သူ့မှာထူးခြားတဲ့ကူကဘာလဲဆိုတော့သူကဘာသာတရားကိုင်းဆိုင်နေဖះကိုရမ်းယုံကြည်ရဲ့ပေါ့နော်ဒီတော့သူကကံကောင်းခြင်းတွေလည်းရှိရဲ့သူ့မှာလေလိုကံကောင်းလာလဲဆိုတော့သူကတစ်ခါရောက်တဲ့အချိန်မှာဆိုရင်တော့မှဟိုအမွေရသွားတာမျိုးပေါ့နော်ပတ်စံအစမပြေတဲ့အချိန်မှာဆိုကိုကြီးဆောက်ရှောက်မဲ့လူပေါ်လာတာမျိုးစသဖြင့်ပေါ့နော်သူ့ရဲ့ဘဝကအဲ့လိုမျိုးလေးတော့အဆင်ပြေမှုလေးတော့ရှိရပါဘောရှင့် တနေ့မှာသူတို့ကြေးရွာမှာရည်ကြီးပါလေရောရှင်ရည်ကြီးရခါလဲကြာလဲကြာတော့ကိုဟာရောရဲ့အိမ်ကနှစ်ထပ်အိမ်လေးပေါ့နော်နှစ်ထပ်အိမ်လေးဖြစ်တဲ့ခါကျတော့ကြေးရွာမှာရည်ကြီးရခါကျတော့ပထမဆုံးတက်ကိုရည်ရစပြီးမြုပ်လာတဲ့ခါမှာကြေးရွာသူကြေးရွာသားတွေကသူ့ရှိရနေလားခေါ်တယ်ပေါ့နော်ကိုဟာရောရည်တဲ့ရည်ရကြီးနေဖြစ်တဲ့အတွက်ကျွန်တော်တို့လိုက်ခဲ့တယ်ဆိုတော့ခေါ်တာပေါ့ခေါ်တဲ့ခါကျခလေးလေးနဲ့လာခေါ်တာပေါ့အဲ့တော့ကိုဟာရောကဘာပြောလဲဆိုတော့မလိုက်ဘူးတဲ့ငါ့အိမ်ကနှစ်ထပ်ရှိတယ်ပေါ့နော်ဖခင်ကငါ့ကိုကြည့်ရှုစောက်ရှောက်တယ်ပေါ့နော်ဒါကြောင့်ငါ့အိမ်နှစ်ထပ်မြုပ်မှာမဟုတ်ဘူးဆိုပြီးတော့သူကအိတ်လေးနဲ့မလိုက်ဘူးရှင့်အဲ့လိုနဲ့ရည်ရထက်ထက်ပြီးကြီးလာတော့သူနေတဲ့ အပေါ်တက်ပေါ့နော်အပေါ်တက်ကိုပါရေရမြုပ်သွားမြုပ်သွားတဲ့ချိန်မှာလေကနောက်တစ်ခေါက်ထပ်ရောက်လာအောင်ကိုဝါရောရေလိုက်ခဲ့ခမရအိမ်ကလည်းရေမြုပ်နေပြီခမရတစ်ခါရောက်လည်းမလိုက်ခဲ့ဆိုမလိုက်ဘူးတဲ့ငါမှခေါင်းမိုးကြံနေရဲတဲ့ငါ့ကိုဖျားကယ်လိမ့်မယ်တဲ့ဆိုတော့သူကနေခဲ့ကြံရောအခုနဲ့ရေရထက်ကြည့်ရောခေါင်းမိုးထိပါရောက်ပြီခေါင်းမိုးလေးမြုပ်ခံနေချိန်ကျတော့နောက်ဆုံးလေတစီထပ်ရောက်လာတယ်ရွာထဲကပေါ့နော်အာကိုဝါရောရေတဲ့ဟိုလိုက်ခဲ့ပါပေါ့ခမရအနေရရဲများနေရဲဆိုတော့မလိုက်ဘူးတဲ့မလိုက်ဘူးတဲ့ငါတဲ့ဖျားငါ့ကိုကယ်မားတဲ့ဆိုပြီးတော့သူကနေခဲ့ရတာချင်း အဲ့နဲ့ရေကအရန်ကြီးရဲ့ခါကျတော့သူ့ရဲ့ခေါင်းမိုးလေးပါမြုပ်ပြီးတော့သူရေထဲမျောပြီးသေးသွားသေးသွားပါတော့သေးသေးသွားသေးသွားတဲ့ခါကျတော့သူကဘယ်ရောက်သွားလဲဆိုတော့ငရဲပြည်ကိုရောက်သွားတဲ့ချက်ငရဲပြည်ရောက်တဲ့ချိန်ကျတော့ငရဲမင်းကကဲမောင်ပါရောမင်းရောငရဲအိုးနဲ့ချမရမယ်တဲ့ဆိုတော့အဲ့သူဘာဖြစ်ရှိလို့လဲဆိုတော့မင်းရတဲ့အသေးကန်ဒီမှာတဲ့ဖရောက်အပြစ်တင်တယ်ပေါ့နော်ဟိုငါ့ကိုဖရောက်မကယ်ရခေါင်းလားဆိုပြီးတော့မင်းအပြစ်တင်တယ်ဒါကြောင့်မင်းငရဲကြီးရဲ့ပေါ့လေအဲ့တော့မင်းကတော့ငရဲအိုးနဲ့ချမယ်ပေါ့ဆိုတော့ဟာတဲ့ အော်ကျွန်တော်ပြောတာမှားလို့လားတဲ့ကိုဟာရောသူ့ထုံးစံတိုင်းပေါ့နော်ကိုကျွန်တော်ပြောတာမှားလို့လားတဲ့ဖေကကျွန်တော်အကဲမောက်ကဲတာတဲ့အားကြောင့်လဲကျွန်တော်ဖေကပြစ်တင်တာတဲ့ဖေကမကဲလို့ကျွန်တော်တည်သွားတာလေးတဲ့ဆိုတော့မြင်းမင်းကဘာပြောလဲဆိုတော့အော်မောင်ဝါရောတဲ့မင်းမနေပြီတဲ့ဖေကမင်းကိုတဲ့၃ချိန်၃တာတတီကဲတယ်လေးတဲ့ဟဲ့လေဘယ်လိုကဲလို့လဲဆိုတော့မင်းစီကိုလှေ၃ချိန်၃တာတတီလွတ်လိုက်တယ်လေးတဲ့မင်းကမင်းမလိုက်တာလေးတဲ့ဆိုပြီးတော့ငရဲမင်းကပြောတာပေါ့နော်ပြီးတော့ကိုဝါရောရဲ့ဘဝဟာဆိုရင်နောက်ဆုံးကျတော့ငရဲအိုးထဲမှာဟိုစီဘူးနဲ့အကြော်ခံရတာဝါရှင်အဲ့လိုဖြစ်သွားတာပေါ့နော်ဒီတော့ ကျွန်မနိုင်ငံကလည်းဒီပုံမြင်လေးနဲ့တော်တော်တိုက်ဆိုင်နေတဲ့အခြေအနေလေးတခုရှိလာပါရှင့်ကျွန်မနိုင်ငံမှာဆိုရင်ကိုဝါရောတွေများနေရပေါ့နော်အများရန်ဘေးထိုင်နေပူပြောတယ်နိုင်ငံရဲ့ကောင်းအောင်ကောင်းကျိုးတွေကိုဘလို့လေးပဲဖြစ်ဖြစ်ငါတို့ဝင်ပြီးတော့ထမ်းဆောင်မယ်ဆိုတဲ့စိတ်ရှိရသူနဲနေရအဲ့လိုနဲနေရအပြင်ပို့ပေါ့နော်နိုင်ငံတော်မှာအစိုးရအပြစ်တင်လိုက်ပြည်သူချင်းအပြစ်တင်လိုက်တမတော်အပြစ်တင်လိုက်နိုင်ငံရေးပါတီတွေအပြစ်တင်လိုက်ဟိုလူအပြစ်တင်လိုက်ဒီလူအပြစ်တင်လိုက်ဆိုပြီးတော့နေကြတဲ့ကိုဝါရောတွေများနေရရှင့်အခုကိုဝါရောတို့ကြေးရွာဟာဆိုရင်ရေကြီးခဲ့တယ်ကျွန်မတို့နိုင်ငံပေါ့နော်ရေကြီးရဲ့အချိန်မှာ ကျမတို့ကဲတင်ခံရမယ့်အခြေအနေတစ်ခုကိုကျမတို့ရဲ့ဖုံးကံကျမတို့ကံတရားကြောင့်ရောက်ရှိလာပြန်ပြီရှင့်အဲ့ဒါကတော့ရွေးကောက်ပွဲပဲဖြစ်ပါရှင့်ဒါကြောင့်ကျမဒီပုံမြင်လေးကိုပြောပြတာပါပုံမြင်လေးကိုပြန်ပြီးတော့ပြန်ပြောင်းစဉ်းစားကြည့်မယ်ဆိုရင်ပုံမြင်ထဲမှာကိုဝါရောဆိုတာကကျမတို့နိုင်ငံသားတွေပေါ့ရှင့်ကိုဝါရောလာခဲ့တဲ့လေလေးကတော့ကျမတို့ရဲ့ကံတရားပေါ့ရှင့်အဲ့ဒီလေပေါ်မှာပါလာတဲ့ကိုဝါရောကဲတင်ဖို့အတွက်ကိုကိုဝါရောအကျုပ်တနေ့လိုက်ခဲ့ပါဆိုပြီးစီယုံပြောဆိုတဲ့သူတွေကတော့နိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးသမားတွေဖြစ်ပါရှင့် ကိုပါရောတာဒီလူတွေကိုယုံကြည်ပြီးတော့ဒီလေလေးနဲ့လိုက်သွားခဲ့မယ်ဆိုရင်သူဟာအသက်ရှင်ခွင့်ရမှာပါရှင့်ဒါကြောင့်ကျမတို့ကလည်းရွေးကောက်ပွဲဆိုတာကကျမတို့နိုင်ငံရဲ့ထွက်ပေါက်တစ်ခုသားဖြစ်ပါတယ်အဲ့ဒီထွက်ပေါက်ကတူးတယောက်ထဲတော့မဟုတ်ပါဘူးရှင့်ကျမတို့နိုင်ငံသားအားလုံးတူးတယောက်ချင်းစီအားလုံးအတွက်ထွက်ပေါက်ကောင်းတစ်ခုသားဖြစ်ပါတယ်ဒီထွက်ပေါက်ကနေကျမတို့ထွက်လိုက်မှသာပုံမကောင်းမွန်တဲ့နိုင်ငံတစ်ခုကိုကျမတို့ရောက်ရှိမှာပါရှင့်ဒီနေရာမှာတချို့ကလည်းပြောတယ်ပေါ့နော်မြန်မာနိုင်ငံမှာစစ်တပ်ပအုပ်ချုပ်လိုက်ပါဆိုပြီးတော့ပြောဆိုကြပါတယ်ဒီလိုသာအုပ်ချုပ်လို့ရယူမှန်နေဆိုရင် ဗိုလ်ချုပ်ဦးကြီးဦးသန်းရွှေကနေပြီးတော့ကျွန်မတို့ဒီမိုကရေစီဆိုတော့ပဲပေးခဲ့ပါမယ်ရှင့်နိုင်ငံတစ်ခုကအဲ့လိုလုပ်လို့မရတဲ့အတွက်နိုင်ငံကိုဒီမိုကရေစီဆိုတော့ပြန်ပေးခဲ့တာဖြစ်ပါတယ်ကျွန်မတို့ကဘာကြီးနဲ့နေထိုင်နေတာလေကိုယ်နိုင်ငံတစ်ခုနဲ့နေထိုင်နေတာမှမဟုတ်တာရှင့်ကဘာကြီးနဲ့တိတ်တော်တဲ့နီလန်ကတော့ပြောင်းလဲပြီးတော့နေထိုင်ရတာပဲနိုင်ငံငှဲ့တဲ့လူတိုင်းကတော့ဒီလမ်းကြောင်ရွေးချယ်ရတာပဲရှင့်အာဏာယူထားလို့ရတယ်ဆိုပေမဲ့အစုံထိမယူထားတာဟာနိုင်ငံတော်ငှဲ့ကြတာပါရှင့်ဒါကြောင့်ဒီလိုအခြေအနေမှာကျမတို့ဒီမိုကရေစီရရှိဖို့အရေးကြီးနေပါတယ်ဒီမိုကရေစီရရှိမယ်ဆိုရင်ကျမတို့နိုင်ငံရရှိလာမယ်အကျိုးမြတ်တွေအများကြီးပဲရှင့် ကျွန်မအနေနဲ့နိုင်ရှင်ပြောပြရမယ်ဆိုရင်လက်ရှိကျွန်မတို့ရှိနေတဲ့နိုင်ငံတော်အစိုးရကနိုင်ငံတော်ရဲ့အရေးပေါ်အခြေအနေမှာတာဝန်ယူရတဲ့အစိုးရပါနိုင်ငံရဲ့ကိစ္စတွေကိုတရားဝင်ပေါ့နော်ဟိုနိုင်ငံတကာနဲ့ရင်မောင်းတန်းပြီးတော့အပြည့်အဝလုံနိုင်စွမ်းကြတော့သူ့မှာအားနည်းချက်တွေရှိရဲ့ချက်ဒါကြောင့်ပြည်သူအားလုံးရွေးချယ်တင်မြှောက်တဲ့အစိုးရတစ်ရက်ကကျွန်မတို့တကယ်လိုအပ်ပါတယ်ဒီအစိုးရရှိလာတဲ့ခါကျရင်အခုကျွန်မတို့အနီးဆက်ဆုံးကြုံခဲ့တာငလှန်ဟုတ်တယ်နော်ငလင်မှာပျက်စီးဆုံးရှုံးမှုတွေအများကြီးဒါပေမဲ့ကျမတို့ကိုကိုကြီးဆောက်ရှောက်မှုကအင်မတန်နည်းပါးတယ်ရှင့်။ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံကဒီမိုကရေစီနိုင်ငံမဟုတ်လို့ ီမိုကရေစီနိုင်ငံသားဟုတ်ခဲ့မယ်ဆိုရင်ပြည်သူတင်ရတဲ့အစိုးရသားရှိခဲ့မယ်ဆိုရင်ဒီတက်ပုံပုံကျေပြန့်တဲ့လုံဆောင်ချက်တွေနဲ့ကျမောက်နိုင်ငံကိုကယ်တင်နိုင်မှာရှက်ဒါတို့ကျမတို့နားလည်ဖို့လိုပါတယ်။ဒါကြောင့်ဒီမိုကရေစီဆိုတာရဖို့အတွက်ကတော့ရွေးကောက်ပွဲဆိုတာကိုကျမတို့ဖြတ်သန်းမှဖြစ်မှာ။ရွေးကောက်ပွဲဖြတ်သန်းမှုဆိုတာကနိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေအခုအနည်းနဲ့ကျမတို့ဖြတ်သန်းရမှာရှက်ဒါလေးမမေ့ဖို့လိုပါတယ်။ကျမတို့တွေကဝါရောဆိုရဲကိုဝါရောလို့ယူအောင်ပါဘောလို့နေထိုင်ကြတဲ့ကြီးရသူကြီးရသားတွေပါရှက်။ကျမတို့ဘလို့ပဲနိုင်ငံတော်ပေါ်မှာအပြစ်တင်တာရှိပါစေ။ အခုလိုရေးကြည့်ရဲ့ချိန်မှာတော့ကဲတင်တဲ့သူတွေကိုကျွန်မမြင်တတ်ဖို့လိုပါတယ်ရှင်။ဒါကြောင့်ကျွန်မအနေနဲ့ဒီပုံမြင်လေးကိုပြောပြရဖြစ်ပါတယ်ရှင်။မကြခင်ရွေးကောက်ပွဲဆိုတာရှိလာတော့မယ်။ရွေးကောက်ပွဲကိုဖျက်ဆီးမဲ့သူတွေကလည်းအများကြီးပဲ။ဒါပြင်ရွေးကောက်ပွဲမှာဆိုရင်လည်းဟိုကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူပေါ့နော်။စသဖြင့်အငင်းပွားမှုတွေလည်းအများကြီးကြုံပါပါ။ဒါလေးတွေကျွန်မတို့ကြံ့ကြံ့ခံရင်ဆိုင်ပြီးတော့အဖြစ်တဲ့အဖြစ်ထိုက်ဆုံးပေါ့နော်။ကျွန်မတို့အနှစ်သက်ဆုံးအဲ့လိုပုံကိုယ်တွေပညာတက်တဲ့သူတွေနိုင်ငံရေးမှာတကယ်ကိုကျွမ်းကျင်လိမ္မာတဲ့သူတွေနိုင်ငံရေးသမိုင်းကြောင်းကောင်းခဲ့တဲ့သူတွေအုပ်ချုပ်စီမံမှုမှာအတွေ့အကြုံရှိတဲ့သူတွေကို ကျမတို့မဲပေးပြီးတော့ရွေးချယ်ရပါမယ်ရှင့်ကျမတို့ကန်းလာတဲ့လေပေါ်ကလူတွေကိုကျမတို့ကလက်ကမ်းပြီးတော့ဒီလေကိုအတူတူစီးမရမယ်ရှင့်ဒီတော့မှကျမတို့လွတ်မြောက်ကြမှာပါနှုတ်မဟုတ်ဆိုရင်တော့ကျမတို့ကိုဝါရောလို့ပဲရေထဲမှာမျောပါပြီးတော့နောက်ဆုံးမရေပြူပဲရောက်ပါပါရှင့်ဒါလေးကိုတော့စင်ကြယ်နိုင်ဖို့တော့ကျမပြောပြရဖြစ်ပါတယ်ဒီတော့ကျမတို့ကိုဝါရောလို့ကြေးရပါဘောနော်ကိုဝါရောလို့ကြေးရမှာကိုဝါရောလို့လူမျိုးတွေကျမတို့နိုင်ငံမှာအများကြီးရှိနေတာဒါကြောင့်ကျမဒီပုံမြင်လေးကတော့ အားလုံးနဲ့တင့်တော်မယ်ထင်လို့ကျွန်မပြောပြတာဖြစ်ပါရှင့်ကျွန်မတို့ကိုးဝါးရောလို့မဖြစ်ဖို့လိုတယ်အသိဉာဏ်ရှိဖို့လိုပါရှင့်သူများလှိမ့်လွတ်ပေးတဲ့အချိန်မှာလိုက်ပါလာဖို့လိုပါရှင့်အဲ့လိုမှမဟုတ်ရင်တော့မဲပေးပိုင်ခွင့်ဆုံးရှုံးပြီးတော့နိုင်ငံတော်ရဲ့အရေးပါအရာရောက်တဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကိုကျွန်တော်တို့ဆုံးရှုံးခံလိုက်တာနဲ့တူသွားမှာပါရှင့်ကျွန်တော်တို့မဲတဲ့ပြားကဘလောက်တန်ဖိုးကြီးရဲဆိုတာကိုမိဘပြည်သူတို့သိရှိစေဖို့အတွက်ပြောပြပေးတာဖြစ်ပါရှင့်ကျွန်မခုပြောပြတဲ့ပုံမြင်လေးတွေနဲ့နှစ်သက်မယ်လို့ထင်ပါတယ်ကျွန်မတို့နိုင်ငံနဲ့တိုက်ဆိုင်မယ်လို့လည်းယုံကြည်ပါရှင့်မိဘပြည်သူတို့အားလုံးပဲဖြန့်ကျက်တွေးတောပြီးတော့ လာမယ့်ရွေးကောက်ပွဲမှာအားလုံးပဲမဲပေးနိုင်ဖို့အတွက်ပေါ့နော်။ကျမတို့နိုင်ငံရဲ့အမှန်ကန်တဲ့လမ်းကြောင်းပေါ်တက်တဲ့အချိန်မှာအားလုံးပါဝင်နိုင်ဖို့အတွက်ကိုကျမကတိုက်တွန်းလိုက်ပါရစေရှင်။ကျမရဲ့သတင်းတင်ဆက်မှုတွေကိုအမြဲတမ်းပဲအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကျမကြပါစေ။ကောင်းသောလူရဲ့ဆန္ဒများပြေဝကြပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။